ကျွန်တော်တို့ရဲ့ရှာနေကိုကျေးဇူးအပ်နေကြတဲ့ဘိုင်းသားတို့ဟောင်းရဲ့တခုပေးမယ်တဲ့လွတ်တော်ကိုစလဲတဲ့အဲ့ဒါလည်းမသိတာနဲ့ပဲကြည့်ပြီးမဲပေးရမှာလားရွေးကောက်ပွဲခိုးရောက်ခိုးရလောက်လည်းမကောင်းသေးဘူးပြောခိုးရောက်ခိုးရလောက်လည်းရွေးကောက်ပွဲကလည်းမဟုတ်သေးဘူးဆရာသမားတို့ရဲ့နော်အဲ့တော့ဦးမင်းအောင်လှိုင်ဦးမင်းအောင်လှိုင်ဘယ်ဟာအရေးကြီးလို့အရေးကြီးမှန်းသူ့ကိုပေးရတဲ့တာဝန်ကတခု့ နော်သူလုံနေတာကတခုသူ့ကိုပေးတဲ့တာဝန်ကကာဝေဥစည်းချုပ်ကပြတ်သားသည်တမရထက်စာလို့ရှိရင်ပြတ်သားသည်ဘာကြောင့်တမရကအလုပ်တစ်ခုလုပ်မယ်ဆိုလွတ်တော်ထိန်းချောင်းနေသေးတယ်နော်ကာဝေဥစည်းချုပ်ကအလုပ်တစ်ခုလုပ်လို့ရှိရင်ဘယ်သူမှမထိန်းချောင်းဘူးလုတ်ပိုင်ခွင့်ရှိတယ်အဲ့ဒါကိုအရေးပေါ်ဥပဒေလို့ခေါ်တယ်အဲ့ဒီအရေးပေါ်ဥပဒေရဲ့ခွင့်ထမ်းမှာအရေးပေါ်ကိစ္စမှန်တယ်မဟုတ်ပြတ်ပြတ်သားသားနှိမ်နင်းရမယ်ဒီချိန်မှတော့သူမလုပ်နိုင်တာဘယ်တမရကဒီနိုင်ငံကိုတက်ပြီးအုပ်ချုပ်နိုင်အောင်ပါလဲဟုတ်လားသူတော်မအုပ်ချုပ်နိုင်တာနဲ့ဘယ်တမရမှအုပ်မချုပ်နိုင်စိတ်ချပို့ဆိုးလာလို့ပဲရှိတယ် ဟုတ်လားဟိုခြေကံဥပဒေကကြားတဲ့ကိုလိုကလန့်နော်လွတ်တော်ကကိုလိုကလန့်ပြီးလို့ရှိရင်လူခွင့်ရကိုလိုကလန့်နိုင်ငံကကိုလိုကလန့်သွားပြီသွားပြီသွားပြီနော်ရှေ့ချောက်တပုံကိုနှိမ်နှင်းဖို့မဟုတ်ပါဘူးကျွန်တော်လည်းတွက်ချက်တွက်ချက်ကြည့်တာကတော့သူတပုံကိုနှိမ်နှင်းဖို့ရွေးကောက်ပွဲကျင်းပတယ်ဆိုတာလည်းဆိုလို့ရှိရင်တပုံလိုချင်တာပေးဖို့ရွေးကောက်ပွဲကျင်းပတာနော်လိုချင်တာပေးတော့မှာခင်ဗျားတို့အဲ့တပုံနေအားလုံးတန်းစီတာနော်ခင်ဗျားတို့နေရာတွေအားလုံးလွတ်တော်ကနေအတီးပြွေးမှဒါတရားဝင်တာဟုတ်နော်အဲ့တော့ ဦးမေအောင်လိုင်းအနေနဲ့သူသမရဖြစ်လာလို့ရှိရင်ခင်ဗျားတို့နေရာတွေအားလုံးကိုလွတ်တော်ကနေအတည်ပြုမှာအဲ့ဒါရှင်ညာလို့ရှိရင်ခင်ဗျားတို့တက်တက်လုံးတရားဝင်သွားပြီနော်ဟုတ်ပါလား KIA ကိုလည်းအမြင့်ဖြတ်နိုင်ရင်အညာတခွင်ကိုဖြတ်တောက်နိုင်မယ် KIA ကိုအမြင့်ဖြတ်ဖို့ဆိုလို့ရှိရင်အောက်ခြေစစ်တပ်တွေဆောနာကျွန်တော်ပြောဇင်ထုံလင်းကိစ္စပါကျွန်တော်လေ့လာကူခဲ့တယ်သိရှိခဲ့တယ်အောက်ခြေမှာစစ်ပြေးတွေများနေတာအထက်ကိုမပြအထက်ကအောက်မှာအင်အားရှိစေပြီးလွတ်ထားတယ်တကယ်တကယ်တိုက်တဲ့ခါကျအင်အားမရှိနော်အဲ့တော့ စစ်ပြေးတွေရှိတာတွေကိုတင်မပြဘူးအောက်မှာတကယ်တကယ်တိုက်နေရတာဘိုးကြီးတွေအသက်ကြီးတွေဟာတကယ်လည်းရှေ့တန်းထွက်နေရတယ်လားအကောင်းတွေအားလုံးကလစ်အချိုးအပဲ့နဲ့နော်အိုတွေကတိုက်နေရတဲ့ပုံစံမျိုးဖြစ်နေတယ်အဲ့လိုမျိုးမဖြစ်ဖို့အတွက်အောက်ကလည်းအထက်ကိုယိုးသားပါရမယ်အဲ့တော့ကချင်ပြည်နယ်ကိုပြန်တိုက်ဖို့ကချင်ပြည်နယ်တပ်တွေအားလုံးကဒါကိုဖိဖိစီစီဆောင်ရွက်ဖို့လိုတယ်အခုဒါမျိုးအထက်ကတိသွားတာမှပဲကိုကြီးညီလေးနဲ့ဟုတ်လားဟိုလောက်နေတာရတော့တော်တော်ဆိုးတယ်အဲ့တော့ကချင်ပြည်နယ်မှာကချင်ပေါ့နော် KIA ကိုအမြင့်ဖြုတ်ဖို့ဆိုလို့ရှိရင် မထုတ်နိုင်ကြအကြောင်းမရှိဘူးပြတ်သားမှုတစ်ခုနဲ့နော်ပူပေါင်းဆောင်ရွက်မှုတစ်ခုလိုတယ်ရှမ်းနီနဲ့ပူပေါင်းရမယ်ပြည်သူစစ်နဲ့ပူပေါင်းရမယ်နော်ပူပေါင်းပြီးတော့လို့ရှိရင် KIA ကိုတစ်ခါချုပ်ပွိုင်းနဲ့ပြန်ထည့်နိုင်ရမယ်နော်စစ်မှုထမ်းကမဝင်လဲစာအေရောက်တာနော်ဟုတ်ပြီသို့ပါတော့လဲအယူကပဲဘုံတော့မှမရှိတာဒီဟုတ်ပါအခု ိလားတဲ့ကိုကြီးညီလေးလှုပ်နေတာကိုအာတိတာဗောတိတာခြေလုံးတိတယ်နော်ပြင်လို့ရစကြောတော့ပြင်ရမှာပဲအမကောင်းနေနေရလေအများကြီးပါနော်နိုင်တိုင်ဆက်မှာတဲ့ငါတို့လည်းဘယ်တော့မှအရှုံးမပေးဘူးဆိုတာတဲ့ဦးမင်းအောင်လည်းတိဖို့ပါလေအမင်းတို့စိတ်တက်ကြီးပဲရှိလို့မရအောင်နော်အဲ့စိတ်တက်ကလက်နဲ့ကြီးသုံးခွန်းတော့ဆိုင်ကျသွားပြီးသမင်းသုံးရက်လောက်ငတ်ပြီးဆိုလို့ရှိရင်မင်းတို့ငိုကြည့်စိတ်ပါပေါက်သွားမယ်နော်စိတ်တက်ကြီးတခုလည်းအလုံးမရအောင်နော်အဲ့တော့စစ်တပ်ကတကယ်မလုပ်သေးလို့ပါမင်းတို့ကလည်းပြည်သူပြည်သူနဲ့အတူပြည်သူနဲ့အတူဆိုပြီးတော့လေ ပြည်သူပြည်သူကာကွယ်ရေးတပ်ဆိုပြည်သူကြားထဲနေတယ်နော်ပြည်သူမရှိမင်းတို့သေတယ်အပွင့်နေပြမင်းတို့တွေပြာကြတယ်ဟိုကလည်းမင်းတို့ကလည်းအဲ့ပြည်သူနဲ့အတူဆိုတော့ဘယ်လိုလုပ်လဲဆိုတော့လေရွာထဲဝင်လာလို့ရှိရင်ရွာထဲမှာမင်းတို့ကပြည်သူနဲ့နေတယ်ခင်ဗျားတို့ပြည်ကျုပ်လို့ပြည်မှာဗောတဲ့ခင်ဗျားတို့ပြည်ခင်ဗျားတို့နဲ့တူရှိနေမှာစစ်တပ်ကညားမှာဗောဆိုတော့အဲ့တော့ပြည်သူကြားထဲခိုနေတယ်မင်းတို့ရဲ့အဲ့ဒီနော်ပြည်သူခလုံးကြီးဗောဗောနော် PDF တွေပြည်သူကိုအကာအကွယ်ယူနေတဲ့ဇယိုက်တွေလည်းရှောင်းအဲ့လိုဆိုလို့ရှိရင်မင်းတို့300တောင်မကြဘူးနော် စစ်တပ်ကလူတော်မလာဘူးကုံမောင်တို့မှလာမတိုက်ဘူးပဲစကားစားအားနေတာပေါ့ဒါပေါ့နောက်တလာတိုက်အောင်ပါနော်ကျွန်တော်ပြောတဲ့အချက်လက်တွေအပြည့်ပဲနော်ကုံမောင်ကလည်းလာတိုက်ပြီပဲဟုတ်ပါလားစံပြနေတဲ့မြောင်းလိုင်းသားသမီးရေရှည်တန်းပို့ရှည်တန်းပို့မှာလောဆယ်စစ်မှုထမ်းနဲ့ပတ်သက်ပြီးတော့မဲလေးနိုင်ပြရင်တော့မကျင်းနိုင်အောင်နော်အဲ့တော့အမေအွန်လိုင်းကသူ့သားသမီးတွေကြတော့စီးပွားရေးတွေအကုန်လုံးလုတ်နော်စီးပွားရေးစီးပွားရေးစီးပွားရေးဆိုတာပဲသူသိတယ်နော် ဘဲမှမတော်ဘူးသူနိုင်ငံကြီးလောကမှာတော်တာတခုပဲရှိတယ်သူမိသားစုအတွက်ရက်တည်တဲ့နေရာမှာတော်တော်တော်တာအဲ့ဒီဝိသောကဖမ်းဖမ်းဖမ်းအဲဝိသောကဖမ်းမှာပေါ့သူသားသူသားရဲ့စီးပွားရေးကလုံးဝမလုပ်တာနော်အဲ့ဒါကလည်းတမျိုးဝါကိုဘာလို့နာမည်ခွဲပေးရကြောက်လို့လားတဲ့မလန်ရဲလို့လားတဲ့အာဝါကိုတော့ပြုလေပြောကြောက်လို့မနိုင်လို့ပေါ့လေရှမ်းပြည်တခုတော့ပေါ့ဝါရောနော်ဒီရှမ်းနေပေါ့အရှိတဲ့အကုန်လုံးစီးလုံးသွားလို့ရှိရင်နော် တဘုံနေပေါ့နော်တဘုံနေအကုန်လုံးပတ်တိုက်နေရမှာတယောက်နဲ့ပြီးလို့ရှိရင်တယောက်နဲ့ဟိုငင်းငယ်တော့လှထားတာပေါ့အဲအဲ့လိုမျိုးတွေပါဘာကြောင့်အကုန်လုံးတိုက်တာတစ်ခုစီတစ်ခုစီတိုက်တာပို့အောင်လေနော်မင်္ဂလာပါတဲ့ရွာလေးကိုဘယ်သူမီးရှို့လူရက်တပြက်လဲဆိုတာသိအောင်လို့တဲ့ခွတ်တောင်းနာမည်ကခွတ်တောင်းဆိုတယ်မင်းစစ်တပ်လုပ်တယ်ပဲပြောမှာပေါ့ဟုတ်ပါလားဒီပြန်အောင်တိုက်ဖို့ထက်ကိုနေရကိုပြန်ရအောင်ပဲမနေ့ယုံနေ အဘကသူ့ပါတီလို့တဲ့လူမသိရင်နဲ့အဘပါတီဆိုရင်တော့ရှုံးမှာပေါ့အင်းနော်ဝါနောင်မတယုတ်ကြီးရှိနေရတဲ့ဘလို့ ठी မတော်ဟာတဲ့ဒါမှန်တာပေါ့နော်ဝါနောင်မတယုတ်ကြီးရှိတာမရှိတာအပထားပြည်တွင်းအင်အားစုကမရှိတာမှန်တကယ်ဆိုလို့ရှိရင်လေဝါကဘာမှရစရာအကြောင်းမရှိသလားနောက်ချိုးကိုတဲ့ရှာတက်ကူတိုက်ပေးနေတယ်တဲ့နော် တက်မလို့ဘက်ကအမှန်နဲ့အစရနေရှမ်းတက်တကူတိုက်ပြီးနေကောင်းတယ်အဲ့တော့ walk ကိုတိုက်ဖို့ဆိုလို့ရှိရင်အခုပြည်တွင်တို့ပြည်တွင်အားမရှိဘူးနော်အဓိကကတက်မလို့တစ်ခုတည်းပြည်တွင်အားအင်ရအရန်အောင်ရေးကြည့်တယ်တက်မလို့ကအခုလောဆိုပြည်တွင်အားမတည်ဆောက်နိုင်ဘူးပြည်တွင်အားတည်ဆောက်နိုင်မှုဆိုစီယုံရင်ကောင်းဖို့လို့ဥမင်း online မှာအဲ့ဒီအရေးချင်းမရှိဘူးသူ့လက်ထက်မှာရှိနေတဲ့ပြည်တွင်အားပါပြက်စီးသွားတယ်ပြက်စီးသွားတဲ့အခါကျတော့သူ့အနေနဲ့တစ်ခုပဲရှိတယ် ပြပပဲအာကိုကပြပအာကိုအဓိကအာကိုနေရတဲ့အပပါနော်။ဘာကြောင့်လဲဆိုပြရင်အာသူ့ကိုအားပေးနေတဲ့အမျိုးသားရဲ့အုပ်စုလည်းလန်ထွက်သွားပြီ။သူ့ကိုတော့အာအမျိုးသားရဲ့အုပ်စုသူ့ကိုအားပေးရဆိုတော့ယူန်ပေါင်းဖြစ်ပါလိမ့်မယ်နော်။အမျိုးသားရဲ့အုပ်စုကသူ့ကြည့်နေရတော့အဲသူ့ရဲ့ပြောင်းညံ့မှုတွေကြောက်ပေါ့ဗျာနော်။အနီပိန်းတွေသွားချော့နေတာနော်။အဲ့ဒီအဲ့ဒီအဲ့ဒီဒေါ်လာရေးပါဆိုရဲအုပ်စုတွေသွားချော့နေတာ။ဟိုကထွက်လာတယ်ထွက်လာပြီးထောင်ထဲရောက်တဲ့6လဆိုရင်ဒီပိန်းဆိုပြန်လွတ်တယ်။အမျိုးသားရဲ့အုပ်စုချုပ်တဲ့ထက်သလုံးထားပါရောပြီးတော့ ဒီအဲ့ပုံစံမျိုးတွေပေါ့နော်အဲ့တော့ तू ကချော့တာကသူ့ရန်သူကို तू အသေးချော့တယ်အဲ့ तू အချင်းချင်းဆိုရင် तू ကအသေးနှိပ်ကွက်တယ်ဦးနေဝင်းနဲ့ तू နဲ့မတူတာအဲ့ဒါပဲဦးသန်းရွှေနဲ့ तू နဲ့မတူတာအဲ့ဒါပဲဦးသန်းရွှေကကို့အချင်းချင်းကို့အားအိမ်ကိုအသေးတီးဆောက်တယ်အတိုက်ခံဆိုအသေးနှိပ်ကွက်တယ်အဲ့ तू ကြောက်တာမဟုတ်အတိုက်ခံဆိုလို့ရှိရင်ဒူးထောက်ပြီးတော့ပေါင်းတာနော်ဒူးထောက်တော့ဒူးဒူးကိုထောက်ပြီးတော့ခေါ်တာအဲ့ကို့အချင်းချင်းဆိုနဖူးဆိုနဖူးဒူးဆိုဒူးတက်အောင်တက်အောင်ပြည့်တဲ့ပုံကအဲ့ပုံကကြည့်လေသူ့လက်ထက်မှာဘလောက်စစ်သားစစ်သားတွေရာရှိတွေဘုံချုပ်တွေချုပ်ရောက်ကုန်တာ ဲ့တော့သူ့ရဲ့ရည်ချင်းကသူ့အားအင်ကို तू မစုစည်းတတ်ဘူးအဲ့ဒါသူ့ရဲ့အားနည်းချက်ပဲသူ့အားအင်ကို तू မရှာတတ်ဘူး तू ကဘယ်လိုခေါ်မလဲဆိုတော့တနည်းအားဖြင့်ဆိုလို့ရှိရင်ပေါ့ဗျာနော်ဟိုဘက်ခြံတွေကမြက်ကမှပိုချိုပါတယ်ဆိုတော့နော်ပိုအဲလိုပုံကမျိုးအဲ့တော့ကိုချန်တွေကမြက်လက်ချိုးပါတယ်ကိုစီမှာရှိတဲ့အားအင်တွေစုစည်းပါဆိုလိုချင်တာကတကယ်ဒီ အဲကိုယ့်ရဲ့ပြည်ထဲမှာရှိနေတဲ့ပြည်သူတွေကိုစုစည်းနိုင်အောင်စူးစမ်းရမယ်နော်ပြည်သူဆိုတာအဓိကကိုယ့်တဲ့အယောင်တူတဲ့ပြည်သူအရင်စုအယောင်တူတဲ့ပြည်သူစုပြီးတော့လို့ရှိရင်အယောင်မတူတဲ့ပြည်သူကိုစီးအောင်အဲ့တော့ဒေါန်ဆန်းစစ်ကြီးလက်ထက်မှာမစီလုံးသူဖူတို့ပမာတွေစီလုံးခဲ့တယ်အဲ့ဒီအချိန်မှာလက်နက်ကင်တော်တော်ဖိတော်အောင်ကြောက်သွားခဲ့တယ်ဒါမှမဟုတ်အကုန်လုံးမစီအောင်နိုင်ဘူးနော်အဲ့တော့အဲ့လိုဒီနိုင်ငံတစ်ခုမှာတရားရဂိုင်းနှုံးစီလုံးမယ်တော့ဘယ်တော့မှမမြော်နိုင်နဲ့နော် 60ရာခိုင်နှုန်းလောက်စီးရုံးနိုင်မယ်ဟေ့ဆိုရင်တော့ပါပဲနိုင်ငံတစ်ခုကိုထိန်းချုပ်နိုင်တယ်အခုကတို့မြန်မာပြည်နိုင်ငံစီးရုံးမှုက60ရာခိုင်နှုန်းမရှိဘူးအဲ့တော့မိမိရဲ့အားအင်မရှိဘူးဟာအားအင်မိမိအားအင်မိမိဖြည့်ဆည်းလိုက်မင်းတော့လေစကလစကလပုံမှန်ဥပမာပေးဥပမာနဲ့ပြောတာနော်ဥပမာနဲ့နိုင်တာမဟုတ်ဘူးဥပမာပြောတာမင်းတို့ကလည်းဥပမာလေးမြင်အောင်ကြည့်ပေါ့နော်စစ်တိုက်တာလူတိုက်ဖို့လားဖြည့်ဆည်းဖို့လား လူသက်ဖို့လားဖြက်စီးဖို့လားစစ်တိုက်တာစစ်နိုင်မှုနော်စစ်နိုင်မှုတိုက်တာရှုံးဖို့လည်းမဟုတ်ဘူးဖြက်စီးဖို့လည်းမဟုတ်ဘူးစစ်ကိုဘယ်လိုနိုင်အောင်တိုက်ရမလဲစဉ်းစားရမယ်ညီလေးကနှစ်ဖက်လူငယ်တွေတေကုန်မှတိုင်းပြီးအေးမှလားတိတ်ကောင်းတဲ့မိကုန်းပေါ့ဗျာနှစ်ဖက်လူငယ်တွေဒီမှာတိုင်းပြီးအေးမှလားဆိုတဲ့အခါကျတော့ဂျာကျွန်တော်တို့ရဲ့နေ့စဉ်ဘဝလို့ပြောလို့ရတယ်ကျုပ်တို့ပြည်သူတော်တော်များများကအကြမ်းဖက်စိတ်တဲ့ဂိမ်းအောင်နေကြတယ်တိညာနေတယ်နော် တာဇန်တွေများတယ်ဇရိုက်တွေများတယ်နော်သူ့ဘို့ကို့ဘို့မသိတဲ့ဘို့တဘို့လည်းသိတဲ့လူတွေများတယ်နော်အဲ့ဒီမြန်မာပြည်သူတော်တော်များများနော်အကုန်လုံးတော့မဟုတ်ဘူးနော်ဘို့တဘို့ပဲသိတဲ့ဘို့အဲတွေများတယ်တို့မင်းတို့ပြည်သူတွေအကုန်လုံးဟာငါ့အဖွဲ့ပဲနိုင်မှာမင်းမင်းနိုင်မှာဖြစ်မှာငါတို့နိုင်မှာအထူးသဖြင့်တော်လန်ရေးပါဆိုတဲ့သူတွေအကုန်လုံးကဘို့အဲတွေနော်ဘို့တဘို့ပဲရှိရတယ်ကောင်းလေပါနေလဲဆိုတော့ငါတို့နိုင်မှာဆိုတဲ့စကားဟာနိုင်ငံရေးလောကမှာနွားတွေပြောတာ နော်နိုင်ငံရေးလောကမှာနွားတွေပြောတာပါပိုအဲဆိုတာအဲပိုအဲတော့ဖြစ်ပါလေငါတို့နိုင်ပါဆိုတဲ့စကားအနိုင်ဆိုတာမဟာဗျူဟာကြတဲ့အနိုင်မဟုတ်လို့ရှိရင်ဘယ်တော့မှမတည်မြဲပါဘူးအမြဲတမ်းဖြစ်စည်းနေမှာဖြစ်တယ်အဲ့တော့တို့မြန်မာနိုင်ငံကအတ္တတွေလောဘတွေကိုဖို့ပဲကိုအရန်ကြီးတတ်တဲ့ဘိုးတဘိုးတဲ့သူတွေများနေတဲ့အတွက်ကြောင့်မလို့ပါနော်အထူးသဖြင့်အဲ့ပါအထူးသဖြင့်ရခိုင်တွေကပို့ဆိုတယ် ူမျိုးတကလူမျိုးတွေမှာဘို့တဖို့တဲ့အကြည့်ဆုံးကအဲအဲ့ဒီရခိုင်တွေတော်တော်များတယ်အကုန်လုံးတော့မဟုတ်ဘူးပေါ့တော်တော်များတယ်နော်အပူလောင်တော့နေဝမ်းသာအရင်ပူလောင်တော့ပေါ့ကွာရောက်ပါနော်တော့ဘို့အဲ့ဒီတော်တော်များတယ်ဘို့အဲ့တော်တော်များနိုင်ငံမှာနေလူဖြစ်မှာတော့ဗျာငင်းညံ့မှုခင်ဗျားတို့မျော်လင့်နေသေးတယ်ဟုတ်ပါလားဘယ်တော့မှမငင်းညံ့ဘူးအကုန်လုံးကဘို့အဲ့ဒီကြီးပဲ နိုင်ငံရေးအသိဉာဏ်ကနဲနှစ်ပေါင်းများစွာရိုက်သွင်းခံတာနွားများလို့ဖြစ်နေရတာသိကောင်းတဲ့ comment ကိုတိုင်းပြည်ပြန်လာခဲ့ပါအောင်ဂုံပြူကျင်လို့တဲ့လာမယ်မပူနဲ့အလိုင်းမင်းတို့တပုံနဲ့အကုန်လုံးချွေးညံ့မရှိလက်မတန်းတချဘူးမွန်နေကရောအဲမွန်နေကတော့မဆိုဘူးမွန်နေကပါတယ်မွန်နေကလိုက်ထိုက်နေတတ်တယ်နော်မတိုင်မလုပ်ဘူးတိုင်နဲ့သူတို့လုပ်တယ်နော် ိုင်းသားကဘာမှသူ့ခွဲနံမဟုတ်ဘူးတိုင်းသားလည်းမရှိဘူးဘာမှလည်းမရှိဘူးတို့မျက်လုံးကလူဟာလူပဲမြင်တယ်နော်အကုန်လုံးကိုပြောတာမင်းတို့မိုးဆိုပြီးတော့အသားလေးကြီးတော့သွေးပဲထွက်တာအသားလေးဝဲတာလေးရှိပဲရှိတယ်မင်းတို့လည်းဘာမှပဲသတ်မှတ်လို့ရမင်းတို့လည်းတို့မုံမဲသတ်မှတ်လို့ရကြိုက်လာလို့လို့ရနော်အခလုတ်နဲ့ရလို့ရတာပေါ့ကွာခလုတ်ကတကယ်ရှိတယ် special ရှိတာပဲကဲကဲဟုတ်ပါပြီ။ငနေငနေ Hi hi ဟုတ်ပြီ။ကျမ်းပါပါစေကွန်မကျေးဇူးများကြီးတင်ပါတယ် ကိုဖို့ပဲကိုသိလို့မရဘူးအားလုံးနှစ်ဖက်စလုံးပေါ့ဗျာနော်နှစ်ဖက်စလုံးမှာငြင်းငြမ်းမှုနဲ့စဉ်းစားကြအောင်ခင်ဗျားတို့ကဒီစစ်တပ်အားပေးထောက်ခံသူဆိုလို့ရှိရင်ဒီကားတဲ့မစားကောင်းတဲ့အသီးတွေယွန်းစရာကောင်းတဲ့တကယ်ဟုတ်ဘလို့ခေါ်မလဲဆိုလို့ရှိရင်အတွင်းသီးတွေလိုပဲနော်အဲ့တော့မင်းတို့ကလည်းနီပိန်းနေဖြစ်ပြီးတို့ပဲလည်းစိမ့်ပိန်းနေဖြစ်လို့မရဘူးနိုင်ငံတခုငြင်းငြမ်းမှုဆိုတာကနှစ်ဖက်စလုံးကငြင်းချမ်းခြင်းမှရမှာဘယ်သူမှမရှုံးဘူးဒီတိုင်းပဲဆက်သွားရမှာမင်းတို့တွေဝိုင်းပြီးတော့မီးစာလောင်းနေလို့မရဘူး တို့ကဒီအကျန်းဖက်ကိုသာတိုက်ခိုင်းတာဒါပေမဲ့အနေအစိမ့်အပြာအဝါတို့ခွဲခြားမှုမရှိဘူးနော်ဥမေအွန်လိုင်းကိုကြိုက်တဲ့သူလည်းကိုရှိမလားဆဲတဲ့ကိုဂရီမဆိုင်ဘူးအခုဖြစ်တဲ့ပုံစံကဥမေအွန်လိုင်းကိုဆဲလို့ရှိရင်အပြစ်ပြောလို့ရှိရင်ဥမေအွန်လိုင်းထောက်ခံတဲ့သူရထဆဲလို့ဆဲမလုပ်လို့မရဘူးသူမကြိုက်တာသူ့ရဲ့အခွင့်အရေးတို့ဒီဘဒေါအောင်ဆန်းစုကြည်ကိုပြောလို့ရှိရင်ညီပိန်းနေထဆဲတယ်နော်တော်လိုင်းကိုပြောရင်ညီပိန်းနေထဆဲကြဒါပြောပိုင်လို့ဖြစ်သူမကြိုက်လို့သူဆဲတာဆဲပေးစီဘာလိုင်းလေးလောက်ကမှဆဲပိုင်လို့ရှိတာပဲနော်ပြောမကျင်းနိုင်ကြိုက်တော့ပြောလို့ရတယ်လွတ်ထားပေးရတယ် အခုတော့မဟုတ်ဘူးနေပိန်းစိမ့်ပိန်းအချင်းချင်းပြဿနာတွေဖြစ်ဟုတ်လားအဲ့တော့ဘိုအဲတွေများတဲ့နိုင်ငံနွားတွေများတဲ့နိုင်ငံနော်ဟုတ်မလားနော်အဲ့တော့တကယ်နွားတွေများတဲ့နိုင်ငံအလုပ်သားညီညာမှာလဲနော်ကျွန်တော်မှမှားတဲ့ဘယ်လိုမျိုးဆိုပညာကအဓိကပါကိုယ်ပိုင်စဉ်းစားဉာဏ်အဓိကအသိကောင်းတဲ့စကားနော်ထောင်ပီမာကြီးသာသမီအသုံးချခံရတယ်အမှန်တည်းဒီဒီ မြန်မာနိုင်ငံအ धिक ဒုက္ခရောက်ပြီးပြဿနာဖြစ်တာကလေဥမင်းအွန်လိုင်းလည်းအဖြစ်ရှိသလိုတကယ်တော့လူအများစုဖြစ်တဲ့အဲ့ဒီတော်လန်ရေးပါဆိုတဲ့အုပ်စုတွေကလည်းသူတို့ကတော့အဲ့လိုဒီအပြစ်မကြည့်ဘူးအမှန်တကယ်ဘယ်သူလဲဆိုအဲ့ဒီကမှပိန်ပြီးတော့တကယ်ညီပိန်ပါတော့အချမ်းဖတ်စိတ်ဓာတ်ဝင်နေရသူတွေအနီကပြဿနာမဟုတ်ဘူးတကယ်ဖြစ်နေတာညီပိန်နေတာပြဿနာဖြစ်နေတာအနီနဲ့ညီပိန်နဲ့မတူဘူးနော်အနီတွေကလေးစားဖို့ကောင်းတယ်အမြင်မတူဘူးကွာကိုရှိမှမင်းဒေါအောင်စန်းစုကြည်ပဲဆဲဆဲဥမင်းအွန်လိုင်းပဲဆဲဆဲကြိုက်လောက်ဆဲဆဲ ဘုသူပဆက်ဆက်မကျင်တော့လားမကျင်တော့ရေးပါတိုက်ပေးဦးမယ်ဒါသူ့မကျင်တဲ့ပိုင်ဝင် ပြောပိုင်ဝင်ရှိရမယ်ထောက်ခံတာမထောက်ခံတာသူတို့လို့နော်အဲအနီပိန်နေကြတာမရအောင်နီပိန်နေကြတော့တကက်ပိန်ပြီးတော့သိမလားအမြင်မတူရင်ပတ်ဟောင်းတယ်ပတ်ကြိုက်တယ်သိမလားတကက်ဘောအဲစိတ်ကုတ်ကြားစိတ်ဆိုအဲ့လ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 ိုလူစားမျိုးတွေဒီလိုလူမျိုးကြောင့်နိုင်ငံပျက်စီးနေတာခမာနေလို့လောက်တာဖြစ်မှန်တယ်မှန်တယ်အခုချိန်ထိ နော်ဘာအကောင့်အကောင့်တွေဘာမှမလုပ်ပေးတာပါဒီနိုင်ငံမှာဒီလိုမျိုးဘယ်လိုခေါ်မလဲဆိုတော့ဒီလိုတာဇန်နေနော်ဒီလိုဘော့အဲတွေနော်ဒီလိုနီပိန်းနေနဲ့ခင်ဗျားတို့တနိုင်ငံနဲ့လူဖြစ်ရတာကခင်ဗျားတို့ရဲ့တိတ်ဘဝအာဟုသူတော်တော်ကြီးခဲ့ပုံရပါတယ်ဗျာနော်ကျွန်တော်လည်းအာဟုအာဟုသူကြီးခဲ့ပါနော်ကောင်းရင်ရဲ့ဒီမိုကရေစီရမြန်မာပြည်ပြန်လာပြီးတော့တဲ့ဆဲပါတဲ့ဆဲရလာကောင်းရင်ဒီမိုကရေစီရမြန်မာပြည်ပြန်ဆဲလာပါ့ ကောင်ကမဆဲတက်လို့သားမဆဲတက်တော့မဟုတ်ဘူးနော်ဟိုမဆဲတာကြတော့မဆဲတက်တော့ဘူးဗျာလူပဲဆဲတက်တာပေါ့နော်ဆဲရမှာမတက်တော့ဘူးပြောအောင်ဆိုနော်ကဲဟုတ်ပါပြီညီကောင်မမများဒီနေ့ကျွန်တော်အဓိကပြောချင်တာလေးလည်းပြောခဲ့ပြီးပြီနော်အဲ့တော့ခင်ဗျားကျွန်တော်တို့နိုင်ငံတစ်ခုငြိမ်းချမ်းမှုအတွက်ကခင်ဗျားတို့အနီးကြီးပဲရှိနေမရဘူးအစိမ်းကြီးပဲရှိနေမှာအားလုံးပြည်နယ်အောင်လုပ်ဖို့လိုတယ်နော်တစိမ့်ရှိဘယ်လိုခေါ်မလဲအာနီပိန်းကြီးဘောမကြီး လုံလုံမရဘူးခင်ဗျားတို့နိုင်ငံဝိုင်းဖြက်စည်းနေတာအိုက်ကောင်တွေကောတော့ကြောက်တဲ့ငါအမောင်ချခံနန်းစီရန်နေတဲ့အတိုက်တိုက်ခံလို့ယူဆတဲ့သူတွေကိုတဲ့နော်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ကဲဟိုလိုက်ဒီကောင်မမြန်နော်ဒီစကားပြောလို့သိကောင်းပါတယ်